Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့ကြည့်ပေးမယ့်အကြောင်းအရာလေးကတော့တင့်ကို crush တဲ့လူရှိလားဆိုတာလေးကိုကြည့်ပေးမယ်အမ်ပိုင်းလေးသုံးပါရွေးထားတယ်တရားလေးကပိုင်း1ဒါလေးကပိုင်း2ဒါလေးကပိုင်း3နော်ဒါလေးကပိုင်း3နော်အဲ့တော့ချိန်ကြတော့ကိုယ်ကိုဆွဲဆောင်ရတဲ့ကက်ကလေးကိုရွေးပါပါနော်ဒီသုံးခုလေးကသုံးခုလေးကကိုယ်ကိုချိန်တဲ့ကက်တက်ကကိုရွေး ိုဆွဆောင်နေကတက်ကကူရွှေးပါရှိပြီးတော့နော်စကြည့်မယ်နော်ပိုင်ဝမ်းနော်ပိုင်ဝမ်းလေးတွေကိုတဲ့ချိပေးရခါမှာပိုင်ဝမ်းလေးတွေကတော့ so sorry ပါဝါလေးကြီးရတယ်ပါဝါလေးတွေကို crash တဲ့သူတော့မတွေ့ crash တဲ့လူမတွေ့ဘူးဒါပေမဲ့လေကံကောင်းအန်တရင်ကောင်းလေးတခုအနေနဲ့ကျတော့ငွေကြီးတွေအဆင်ပြေလာဖို့ရှိတယ်ငွေကြီးဝင်လာဖို့ရှိတယ်ပေါ့နော်အဲ့လိုမျိုးငွေကိုလာပေးမဲ့သူရှိတယ်နော်အဲ့လေးကတော့တရင်ကောင်းလေးပေါ့နော်အဆောပိုင်းတူလေးကြီးပြမယ်နော် ိုင်သူလေးကြည့်ပေးမယ်။ပိုင်သူလေးတွေကို crested လို့ရှိရင်ဘာတူလဲဆိုချိန်ကြတော့အရင်ကဟိုဟာဖြစ်ခဲ့ဘူးအဆဟောင်းပေါ့နော်အဆအရင်ကချစ်ခဲ့ဘူးတဲ့အချစ်သူအဆဟောင်းဖြစ်နိုင်တယ်သူကပြန်ပြီးတော့မှအဆင်ပြေခြင်းတယ်သူကအမ်အရင်ကိုချစ်သူပေါ့နော်ကိုချစ်ခဲ့ဘူးတဲ့ချစ်သူချစ်သူကိုသူကပြန် crush နေရဲဆိုတဲ့ပုံစံမျိုးပြတယ်နော်ပိုင်သူလေးတွေကိုအဆဟောင်းကပြန်ပြီးတော့ crash နေရယ်သူကအဆင်ပြေခြင်းနဲ့ဟိုဖြစ်ခြင်းနဲ့ပေါ့နော်အဆင်ပြေခြင်းနဲ့ပေါ့နော်ပြန် crash နေတယ်တွေ့တယ် binary binary လေးရတော့စမ်းပွင့်နေနော်ဒီ binary လေးရကျတော့စမ်းပွင့်နေတယ်သူ crash တဲ့ binary လေးကို crash တဲ့လူက၂ရောက်လောက်ရှိရယ်နော် binary လေးကို crash တဲ့လူက၂ရောက်လောက်ရှိတယ်음နည်းနည်းလေးတက်ကြီးကိုထပ်ပေါ့နော်ကိုထပ် တက်ကြီးရဲ့သူတယောက်ရှိမယ်အတန်းငယ်တယောက်ရှိမယ်ပေါ့နော်အဲ့လိုမျိုးဆင်ဟိုဆင်နဲ့ပုံစံမျိုးကတယောက်ရှိမယ်နည်းနည်းတည်ငြိမ်ပြီးတော့တက်ကြီးပိုင်းနဲ့တယောက်ရှိမယ်နှစ်ယောက်ပေါ့နော်နှစ်ယောက် crush နေပါတယ်အားလုံးပဲကျေးဇူးပါ